ချမ်းသာရနိုင်တဲ့အကြောင်းတရားတွေလှုပ်ဖို့လိုတယ်မလှုပ်ဘဲနဲ့ထိုင်းနေလို့တော့ဘာမှဖြစ်မလာဘူးတဲ့လောကလူတွေကကြည့်လေမျက်စိကကောင်းတာလှတာလေးနှစ်သက်ဆရာလေးမြင်လိုက်လို့ရှင်ဟဲ့မင်္ဂလာရှိလိုက်တာမပြောကြဘူးလားနားကตายရတဲ့အတန်လေးကြားလိုက်ရင်လည်းအမလေးမင်္ဂလာရှိလိုက်တာဒီနေ့ဒါလောကလူတွေမြင်နေတဲ့မင်္ဂလာเนาะ မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးကောင်းတာလေးမြင်တာနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးကောင်းတဲ့အတန်လေးကြားရုံနဲ့မင်္ဂလာရှိတယ်လို့မဟုတ်ဘူးမင်္ဂလာရှိတယ်ဆိုတာလူမိုက်ကိုမပေါင်းတာလဲမင်္ဂလာရှိတယ်ပညာရှိသူတော်ကောင်းကိုပေါင်းတဲ့ဆက်ဆံတာလဲမင်္ဂလာရှိတယ်ဆိုပြီးတော့38ဖြာ ်မင်္ဂလာတရားတွေကိုဟောသွားတာမှန်တယ်များအကြောင်းတရားတွေကြီးပဲဒါတွေလှုပ်လို့ပြောတာနော်ဒါတွေလှုပ်လို့ပြောတာလှုပ်ရမှာနဲ့မလှုပ်ရမှာဒီနှစ်ခုပဲပြောသွားတယ်လေအာရတိဝိရတိပါပါမစ္ဆပါနာသတန်မောမလှုပ်ရမယ့်ဟာတွေကိုပြောထားတာနော်အာရတိဝိရတိပါပါမကောင်းတာတွေကရှောင်းတဲ့မစ္ဆပါနာသတန်မောတဲ့အယက်သေးစာဘီယာဒါတွေမတော့နဲ့တဲ့ ဩကိုယ်ဓာရီမဖြတ်နိုင်